တနင်္ဂနွေသားသမီးများအတွက်တပတ်စာပြေတင်ဟော့စတန်နိုင်ငံခြားခရီးအတွက်သတင်းကောင်းကြားရမည်ဝန်ထမ်းဖြစ်ပါကလဆာတိုးရာဒူတိုးမီရရှိရန်ရှိသောငွေများဝင်မီတရားရေးကိစ္စအမှုကိစ္စများရှိရင်ရင်အေးရမည်စံစဘာရောင်းဝယ်ရေးကောင်းမီအလှူဒါနပြုလုပ်ရမည်မော်တော်ကားအရန်အဝယ်ဖြစ်မီပညာရေးမှာရလက်ကောင်းများရရှိမီကျန်းမာရေးအနေဖြင့်လဲကြောင်းနာမီအချီရေးမှာချစ်သူနှစ်ဦးကြားအနှောက်အယှက်ဝင်မီအိမ်အောင်ရေးမှာအိမ်အောင်ဘက်ဤအတ္တမာနာကြောင့် စိတ်ညစ်ရမှုကံကောင်းသောခဏများမှာ9ခုံ9ခဏများဖြစ်ပါသည်ဒရရအနေဖြင့်တနင်္ဂနွေနေ့မှာတကိုးကြီးဖရာတနင်္ဂနွေတောင်းမှာဘူးဒီကျော်9ခုကတ်လူပါတနင်္ဂနွေသားသမီးများတပတ်စာအတွင်းမှာစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ တနင်္လာသားသမီးများအတွက်တပတ်စာပေးခြင်း hostel အလုပ်အသစ်အတွက် interview ဝင်ရမည်မြေအယောင်အဝယ်ဖြစ်မည်မော်တော်ကားအတွက်ငွေကုန်မီဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာအလုပ်ပြောင်းနေရာပြောင်းပေါ်မည်ဆက်သူရှယ်ယာလုပ်ငန်းလုပ်ထားပါကစရင်ရှင်းစရာကိစ္စပေါ်မည်ဆွေမျိုးအကြီးအကဲတဦးဤကျန်းမာရေးကိုကူညီရမည်ကျန်းမာရေးအနေဖြင့်အိမ်မပျော်သောယောဂဖြစ်မည်အခြေအမှချစ်သူနှင့်အနေဝင်နေလိမ့်မည်အိမ်အောင်ရေးမှလည်းအဆင်မပြေပါကံကောင်းသောခန်းများမှ3 5 6ခန်းများ များဖြစ်ပါသည်ရေရာအနေဖြင့်တနင်္လာနေ့မှာ9နှစ်ကောင်းလွတ်ပါတနင်္လာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေ ်အင်ကာသားသမီးများအတွက်တပတ်စာပြေခြင်းဟောဆက်တဲ့အိမ်ပြင်အိမ်ဆောက်ရမီမော်တော်ကားအယောင်းအဝယ်ဖြစ်မီနိုင်ငံခြားတန်ယုံတယုံမှာဗီဇာလျှောက်ထားပါကဗီဇာရမီတယ်လီဖုန်းအသစ်ဝင်မီ အလုပ်အသစ်အတွက်အင်တာဗျူးဝင်ရမီအောင်မြင်မီနိုင်ငံခြားမှငွေရောက်မီသို့မဟုတ်နိုင်ငံခြားဝင်ငွေဝင်မီရောင်းကစားဒုက္ခပေးမီရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်လုပ်ငန်းမှာကောင်းမွန်မီကျမ်းမာရေးအနေဖြင့်လက်နာမီပညာရေးမှာစူးစမ်းမှုအားနည်းနေပါသည် အချစ်ရေးမှာကံကောင်းပါသည်စုစုမရှိ သေးပါကချစ်သူရမည်အိမ်တော်ရင်းမှလည်းตายရပါသည်ကံကောင်းသောခဏန်းများမှာ၁၃၅ခဏန်းများဖြစ်ပါသည်ဒေရယာအနေဖြင့်အင်္ကာနေ့မှာတကိုးကြီးဖျားအင်္ကာထောက်မှာစပယ်၅ခုံးကတ်လူပါအင်္ကာသားသမီးများတပတ်စာအတွင်းမှာစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေ ဗုဒ္ဓဟူးသားသမီးများအတွက်တပတ်စာပေတင်ဟောစတဲ့ဝန်ထမ်းဖြစ်ပါကအလုတ်ပြောင်းအလုတ်နေရအပြောင်းရွှေပေါ်မီဝင်ငွေကောင်းမီနိုင်ငံခြားခရီးအတွက်တည်င်းကောင်းကြားရမီရွှေထွက်မီသို့မဟုတ်ထထားသောရွှေတွေပြန်ဝင်တတ်သည်ဆံကဲအရာအဝယ်ဖြစ်မီလေယာသုံးဆက်ပစ္စည်းဝင်မီပဲပြောင်းနှံကောက်ပဲတင်နှံရောင်းဝယ်ရေးကောင်းမီအမှုပညာရှင်တဦးဖြစ်ပါကဝေဖန်တက်ခတ်မှုများကြောင့်ရတတ်သည်ကျမ်းမာရေးအနေဖြင့်ချောင်းဆိုးမီပညာရှင်မှအောင်မြင်မှုများရရှိမီအခြေရေးမှာ ချစ်သူထံမှအကူအညီရမည်အိမ်တော်ရေးမှလည်းတာရပါသည်ကံကောင်းသောခန်းနှင်းများမှ6ရှစ်ခန်းနှင်းများဖြစ်ပါသည်ဒေရယာအနေဖြင့်ဗုဒ္ဓဟူးနေ့မှာတကိုးကြီးဖရာဗုဒ္ဓဟူးတော်သူပါဗုဒ္ဓဟူသာသမီများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေ။ ကြာသာပရိသတ်သမီးများအတွက်တပတ်စာပြေခြင်း hostel လုပ်ငန်းအသစ်အတွက်အစီအစဉ်ပြုလုပ်ရခြင်းကိုအောင်မြင်စွာပြုလုပ်နိုင်ပြီးအမှုပညာလုပ်ငန်းများမှငွေဝင်ပြီးသို့မဟုတ်အောင်မြင်မှုကုန်သတင်းကောင်းများရရှိပြီးနိုင်ငံခြားမှာအလုပ်ရှာနေပါကသို့မဟုတ် ုပ်လှုပ်ဖို့လျှောက်လန်းထားပါက အလို့ရမည်အကျွေးကိစ္စအတွက်ရှင်အေးရမည်ဆွေမျိုးတို့ဦးဤကျမ၏ကိစ္စကိုကူညီရမည်ကျမ၏အနေဖြင့်နာယောဂါဖြစ်မီပညာရေးမှာရလက်ကောင်းများရရှိမည်အချီရေးမှာချစ်သူဤအထင်မြင်လွဲမမှုကိုခံရမည်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်ဤကျမ၏ညံ့မှုကြောင့်စိတ်ညစ်ရတတ်သည်ကံကောင်းသောကနန်းများမှာ6ခွန်9ကနန်းများဖြစ်ပါသည်ပြင်ကြတာပရိနစ်မှာတကူးကြီးဖျက်ကြတာပရိထောင် ူကတ်လှူပါကြာသာပရိသတ်သမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုပြေဆုံးကြပါစေ။ တောက်ကြသားသမီးများအတွက်တပတ်စာပြေခြင်းဟော့စတယ်နိုင်ငံခြားခရီးထွက်ရမည်နိုင်ငံခြားတန်ရုံတယုံမှဗီဇာလျှောက်ထားပါကဗီဇာရရှိမည်ဘော်တော်ကအကြောင်းအဝယ်ဖြစ်မည်အမွေကိစ္စအတွက်ညှိနှိုင်းမှုများမှာအောင်မြင်မှုများရရှိမည်ပြောင်းလဲတော့ပစ္စည်းများပြန်သွေ့မည်အိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအကြောင်းအဝယ်ဖြစ်မည်စာချုပ်စာတမ်းပြုလုပ်ရမည်ပညာရေးမှာအခြေအနေကောင်းလွန်နေပါသည် ခြေရင်းမှာချစ်သူနှစ်ဦးကြားမှာအနှောက်အယှက်ဝင်ပြီးအိမ်တော်ရင်းမှာလည်းအိမ်တော်ဘက်နှင့်စကားညှရမည်ကံကောင်းသောခဏများမှာ2 4 8ခဏများဖြစ်ပါသည်ဥစ္စာနှင့်တကိုးကြီးဖျက်တော့သတိငါလုံးကတ်လူပါတောက်ကြသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေစနေသားသမီးများအတွက်တပတ်စာပြည်တွင်ဟောစတန်ဝန်ထမ်းဖြစ်ပါကလစာ ဒူတိုမီစိုက်တစ်ဖွဲ့ခြင်းလုပ်ငန်းသစ်ပြုလုပ်ခြင်းအများပြုလုပ်ရမည်။လယ်မြေဥယျာဉ်မြေခြံဝန်းခြံမြေတစ်ခုခုအရောင်းအဝယ်ဖြစ်ပြီးအဝေးရောက်နေသောမိသားစုဝင်တဦးဦးပြန်ရောက်လာမည်။ပြောင်းနေသောပစ္စည်းပြန်တွေ့မည်။ဝင်ငွေကောင်းမီဆိုင်ကယ်အရောင်းအဝယ်ဖြစ်ပြီးတယ်လီဖုန်းအသစ်ဝင်မည်။ကျန်းမာရေးမှာအိမ်မပျော်သောယောဂါဖြစ်မည်။ပညာရေးမှာအောင်မြင်မှုများရရှိမည်။အချစ်ရေးမှာကံကောင်းပါသည်။ချစ်သူထံမှတည်ငောင်းကြရမည်။အိမ်နောင်ရေးမှာလည်းတာရပါသည်။ကံကောင်းသောခမန်းများမှာ ၄ခွန်၈ခန်းများဖြစ်ပါသည်ရေတရအနေဖြင့်စနေနေ့နေအိမ်ဖျားចောင်းဆောင်မှာနှွားနို့ကတ်လှူပါစနေသားသမီးများတပတ်စာအတွင်းစိတ်အချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေ